ပန်ဆယ်လိုနေနဲ့သူအများကြီးရှင်းပြလာတယ်ပြဿနာတစ်ခုခုဖြစ်တိုင်းသူ့ဘက်ကမရှင်းနိုင်တာမရှိဘူးအကုန်လုံးရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့အထဲမှာလေတည်တည်ချင်ချာလိုက်မကြည့်ကြဘူးစီးရင်စရာတွေလိုက်မမှတ်ကြဘူးသူတို့ပြောချင်တာပဲဆိုတော့မဖြစ်လို့လို့ဆိုတော့သူတို့ကသူတို့ပြောတာမှန်ချင်တာပန်ဆယ်လိုစီးရင်စရာကိုသိချင်တာမဟုတ်ဘူးပန်ဆယ်လိုခိုးတာမခိုးတာကိုသူတို့မသိဘူးပန်ဆယ်လိုပြန်ရှင်းတဲ့စီးရင်မှန်လားမှန်မမှန်လားသူတို့မသိချင်ဘူးသူတို့သိချင်တာသူတို့လိုချင်တာကပန်ဆယ်လိုခိုးတယ်ဒါပဲသူတို့လိုချင်တာနော် အဲ့ဒါကဘောမရီကြီးပဲလုံနေတာလားဆိုတော့မဟုတ်ကိုဘက်ကလူတွေချင်းချင်းလည်းလုံတယ်နော်ယောက်ျားတွေကပိုများတယ်တိုက်ခိုက်တဲ့အထက်မှာယောက်ျားတွေပိုများအဲ့တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီမှာပြောမယ်ဟုတ်လားဘန်ဆယ်လိုဟာစစ်ကောင်စီရဲ့အလိုတော်ဖြစ်နေတာနဲ့တင်ကိုကျမတို့အားပေးရတာတန်တယ်ဝင်းရတာတန်တယ်စစ်ကောင်စီဆက်ဆက်ထိခါနာနေတဲ့ဘန်ဆယ်လိုကတခွန်းပြောလိုက်တခွန်းအဲ့စစ်တပ်ထဲမှာပြရရတွေခတ်သွားတယ် အဲ့ဒါနဲ့တယ်ကျမတို့ကအားပေးရတာပြန်တယ်နော်ကျမတို့တော်လိုင်းရေးမှာအင်အားအများကြီးလိုအပ်တာဒီလိုအင်အားကြီးနေတဲ့လူတယောက်တော်လိုင်းရေးမှာဆက်မပါလာတော့တာကျမတို့မှာတောင်းရှိတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပန်ဆယ်လိုကိုဝင်းရံဖို့လူတိုင်းမှာတာဝန်ရှိတယ်လို့မတဲတဲရေးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာနေ့ကစင်ကောင်းရလေးလေးခုပေါ့ရှင်နော်ပန်ဆယ်လိုတင်လိုက်တဲ့ပို့လေးနဲ့ပတ်သက်ပြီးတော့မှ เนาะဒါတော်တော်များများအဆင်မကောင်းဖြစ်ကြရပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ပန်ဆယ်လူရဲ့ပါဝင်မှုကအင်မတန်မှအားထားရဖြစ်တယ်ပေါ့နော်။တော်လေးမှာတကယ်မှာအင်အားတရဖြစ်တယ်เนาะ။သူပါဝင်ခဲ့တဲ့တော်လေးအစားရဒီနေ့ဒီချိန်ဒီပါဝင်ခဲ့တဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့လောက်လုံနိုင်တဲ့သူကိုမရှိသေးဘူးเนาะ။သူ့လောက်လုံနိုင်တဲ့လူကိုမရှိသေးဘူး။ထောက်ဖို့ကဏ္ဍမှာပေါ့ရှင်เนาะ။အဲ့တော့တခုခုအာကမ်ပိန်းမဲလို့လို့เนาะလေလံမဲတင်တင်သူကလုံရင်ရခိုင်နှုန်းဖြစ်အောင်မြင်တယ်။ အဲ့ဒီလိုအမျိုးသမီးတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လေစစ်ကောင်စီဘက်ကနေပြီးတော့သူ့ကိုပုတ်ကတ်ထားပြီးတော့မှတိုက်ခိုက်တယ်ဒါဘောမတွေတိုက်ခိုက်တယ်ဘောမတွေတိုက်ခိုက်တော့ပထမတော့ကတော့ကျမတို့ပြည်သူတွေကတော်တော်လေးဟိုသူ့ဘက်ကိုကာကွယ်ကြတယ်ပေါ့နော်နောက်ပိုင်းမှာပြည်ပြည်နဲ့နှိမ့်ကြလာတယ်နှိမ့်ကြလာတဲ့အခါမှာနော်ပန်ဆယ်လိုအိမ်ဝဲတဲ့ကိစ္စတွေပန်ဆယ်လိုစိုင်ဖွင့်တဲ့ကိစ္စတွေပန်ဆယ်လိုဘာပဲလှုပ်လှုပ်ကိုပြောစရာဖြစ်လာတယ်ဒါပါလဲဆိုတော့ ငွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေရတယ်။ဒီလိုအပြောမခံချင်ရင်ပတ်ဆိုင်လို့အနေနဲ့ဒီငွေနဲ့ပတ်သက်တဲ့အလုပ်တွေကိုရပ်ပြင်မှရမယ်။နော်ရပ်ပြင်မှရမရပ်ပြင်ရင်တော့ဒီလိုအပြောခံရအောင်ပါ။အဲ့လိုပဲကျွန်တော်တို့ကတော်လိုင်းရေးဘက်မှာငွေနဲ့ပတ်သက်ပြီးတော့မှတော်လိုင်းရေးအဝေးငွေပဲသုံးနေရတာဖြစ်တဲ့တော့ငွေလို့လေ။နော်ငွေလို့ချင်လို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီငွေနဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့လူတယောက်နော်ကျွန်တော်တို့ကအများကြီးနားလဲပေးမှရမယ်။အဲ့ဒါမှငွေရမယ်။ ဲ့တော့ကျမတို့ကကြားချပြီးဘဲလန့်ညင်ညင်သွားမှာပဲရတယ်ဟုတ်လားဘာဇယ်လိုနေနဲ့သူအများကြီးရှင်းပြထားတယ်ပြဿနာတခုခုဖြစ်တယ်သူ့ဘက်ကမရှင်းနိုင်တာမရှိဘူးအကုန်လုံးရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့အထဲမှာလေတေးသေးသေးလိုက်မကြည့်ကြဘူးစီးရင်စရာတွေလိုက်မမှတ်ကြဘူးသူတို့ပြောချင်တာပဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူတို့ကသူတို့ပြောတာမှန်ချင်တာပန်ဆယ်လိုစီးရင်စရာကိုသိချင်တာမဟုတ်ဘူးပန်ဆယ်လိုခိုးတာမခိုးတာကိုသူတို့မသိဘူးပန်ဆယ်လိုပြန်ရှင်းနေစရင်မှန်လားမှန်မမှန်လားသူတို့မသိချင်ဘူးသူတို့သိချင်တာသူတို့လိုချင်တာကပန်ဆယ်လိုခိုးတယ် ဒါပဲသူတို့လုပ်ချင်တာနော်အဲ့ဒါကဘောမာကြီးပဲလုံနေတာလားဆိုတော့မဟုတ်ကိုယ့်ဘက်ကလူတွေချင်းချင်းလည်းလုပ်တယ်နော်ယောက်ျားတွေကဟိုများတယ်တိုက်ခိုက်တဲ့အထက်မှာယောက်ျားတွေပုံများအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်မပြောမယ်ဟလာမန်ဆယ်လိုဟာစစ်ကောင်စီရဲ့အလိုတော်ဖြစ်နေတာနဲ့တင်ကိုကျမတို့အားပေးရတာတန်တယ်ဝင်ရတာတန်တယ်စစ်ကောင်စီဆက်ဆက်ထိခါနာနေတဲ့ပန်ဆယ်လိုကတခွန်းပြောလိုက်တခွန်းအဲ့ စစ်တပ်ထဲမှာပြရရတွေခတ်သွားတယ်အဲ့ဒါနဲ့တွေကျမတို့ကအားပေးရတာတန်တယ်နော်ကျမတို့တုံ့လန်ရေးမှာအင်အားအများကြီးလိုအပ်တာဒီလိုအင်အားကြီးနေတဲ့လူတယောက်တုံ့လန်ရေးမှာစက်မပါလာတော့တာကျမတို့မှာတောင်းရှိတယ်ကျမတို့တုံ့လန်ရေးအဖွဲ့စည်းထဲမှာတောင်းရှိတယ်အဲ့တော့သူနဲ့လုပ်ခဲ့တဲ့အဖွဲ့စည်းတွေမှန်တယ်မြတ်သူထောက်ပံ့ခဲ့တဲ့အဖွဲ့စည်းတွေမှန်တယ်မြတ်အားလုံးသူ့ကိုဝန်းရံဖို့လိုတယ်ဟုတ်လားသူ့ကိုဝန်းရံဖို့လိုတယ်သူ့ရဲ့ဖြည့်ရှင်းချက်တွေတည်တည်ချာချာနားထောင်ပေးဖို့လိုတယ်တောင်းဝင်ရှိတဲ့လူတွေသူနဲ့လက်တွဲခဲ့တဲ့လူတွေလိုရင်းလိုသလို့ เนาะတော်လိုင်းရေးမှာငွေလိုရင်လိုတယ်လို့သူ့ကိုအတုံးချခဲ့တဲ့လူတွေအနေနဲ့အခုချိန်မှာဝန်းရံမှုလို့လေစာထုတ်တင်တယ်เนาะစာထုတ်တင်တယ်အဲ့တော့ခိုးတယ်မခိုးဘူးဆိုတာသူ့အနေနဲ့လုံးလုံးငင်းလိုက်ရင်တော့ဒါသူ့ခိုးတယ်လို့ဆွဆွဲဆွဆွဲပေါ့ရှင်เนาะအခုဟာသူဖြည့်ရှင်းနေတဲ့ကိစ္စဖြည့်ရှင်းနေတဲ့ကိစ္စမှာနော်သူဖြည့်ရှင်းချက်ကိုလည်းမလိုချင်ဘူးဆိုလို့ရှိရင်တော့ဒါရှင်တို့ကိုယ်ပန်းစဲလို့ CYMP ဘက်ကိုထုတ်ခါဟုတ်လား နော်ရှင်တို့ကိုယ်တိုင်မနာလို့ဖြစ်နေတာရှင်တို့ကိုယ်တိုင်မလိုအပ်နေတာသူ့ကိုအဲ့တော့သူ့လောက်လုံနိုင်ရင်တော့ရှင်တို့လုံနေဟုတ်လားတကယ်လို့ရှင်တို့ကသူ့လောက်လုံနိုင်တယ်ဆိုလို့ရှင်တော့မှသူပါတဲ့အတွက်သူ့အင်အားပါတော့အင်အားနှစ်ခုဖြစ်မနေဘူးလားဟမ်ယောက်ျားကြီးတွေဖြစ်ပြီးတော့နောက်လျှောက်တိုက်ခိုက်နေတာဗေမင်းကလေးခံနိုင်မှာတော့လေးငါးနှစ်ကြီးတိုက်ခိုက်လာတာတခုခုပြဿနာဆိုလို့ရှင်ဟိုဘက်အကောင့်ကြီးကထုတ်တာထုတ်ပါစေသူတို့ကတော့ဟိုသူ့ရဲ့ပုံရံသူကြီးလေပတ်စဲလို့ကဟုတ်တယ်မလားသူတို့ထုတ်တာတော့ထုတ်ပါဒါပေမဲ့ကျမတို့ဘက်ကအဲ့အရာတွေကိုဟို သတိမထားပဲနဲ့ဂရုမစိုက်ပဲနဲ့ဟိုဟိုဘက်ကကောင်ကြီးထုတ်လေကျွန်တော်တို့ဘက်ကလူကြီးကလက်ညှိုးသွားဆိုဟုတ်လားတယောက်ယောက်ကမဟုတ်တာပြောရင်လေကျွန်တော်တို့ဘက်ကလူကြီးကသူ့ပဲတိုက်ခိုက်တိုက်ခိုက်စရာ तू က तू ပြောသလိုပဲထိထိဖြစ်နေတာနော် तू အများကြီးပါဝင်နေနိုင်တာ तू အနောက်ကမလိုက်ချင်ကြဘူး तू လောက်မတော်ဘူးလို့ပြောမခံချင်ကြဘူးယောက်ျားလေးကယောက်ျားကြီးဓာမဲ့နေနဲ့နော်အဲ့တော့မနာအဓိကတော့မနာလူစိတ်ပေါ့ရှင်နော်မနာလူစိတ်ပေါ့ကျွန်တော်လိုတိုက်ခိုက်လိုက်လို့ပန်ဆယ်လိုနောက်မှာရှိနေတဲ့ပန်ဆယ်လိုအားပေးနေတဲ့ဖော်လိုပါလေကျွန်တော်စီပူးပြောင်းလာမှာမဟုတ်လို့လားကျွန်တော်ပြောချင်တာက တော်တော်လည်းအိမ်မှာအမျိုးသမီးတွေရဲ့ပတ်ဝန်းကျင်လုံးဝတဲ့6500လိုင်းတော့ရှိတယ်တဲ့နော်ဒါစစ်တမ်းကောက်ပြီးတော့သူစည်တနာပြုတ်တဲ့လူတွေကပြောတာပေါ့ရှင်နော်အဲ့ဒါကတော့ကျမပြောတာမဟုတ်ပါဘူးနော်ဆရာမကြီးဒေါက်တာမီမီဝင်းဘတ်မလေးရှားလာတော့ကသူ့ရဲ့မိန့်ခွန်းထဲမှာပြောသွားတဲ့စကားလေးဖြစ်ပါတယ်နော်အဲ့တော့ကျမကိုယ်တိုင်လည်းအမျိုးသမီးဖြစ်နေတဲ့အတွက်အမျိုးသမီးတွေရဲ့ပါဝင်နေရတဲ့အခမ်းအနားတွေကျမအနည်းငယ်ပြောပြခြင်းတယ်ကျမတို့အမျိုးသမီးတွေဟာဒီတော်လန်ရေးမှာပါလာရင်လည်းကောင်းဆောင်နေရပါကြတာများတယ်ဘာလို့ဆိုတော့အမျိုးသမီးတွေဟာအမျိုးသားတွေတက်ပို့ပြီးတော့မှ အကွက်မြင်တယ်နော်ဒါလူသားတွေစိတ်မဆူလာနဲ့လူသားတွေကတစ်ဖြောင်းနဲ့သွားတာတုံးတိုက်တိုက်ကြားကက်ကက်ဝုန်းစုံဝုန်းချပလိုက်မှာသိရမှာမျိုးသမီးတွေကတော့အဲ့လိုမဟုတ်ဘူးကြိုးကြောင်စင်နေပြီးတော့သွားတယ်နော်ဒီကမ်ပိန်းတစ်ခုပဲလို့လို့ project တစ်ခုပဲလို့လို့ဖေလို့သွားရင်ဘယ်လိုပိုရှားနိုင်လဲပြည်သူဘယ်လိုပါလာအောင်ဘယ်လိုစကလုံးသုံးရမလဲဆိုတာအမျိုးသမီးတွေကသိတယ်အမျိုးသားတွေကမသိဘူးမသိတဲ့အတွက်အမျိုးသားတွေကမ်ပိန်းလုပ်တာလေအမျိုးသမီးတွေကမ်ပိန်းလုပ်တာလေအရန်กว่าမတူဘူးเนาะ ဲ့လိုမျိုးအနေထားမှာကျမတို့ကအမျိုးသမီးနောက်ကနေပြီးတော့မိမကြီးဥဆောင်တာကိုမလိုချင်တဲ့ယောက်ျားလေးက90နဲ့မှ9ကြာကန်လုံးရှိကျမတွေ့ကြုံရတဲ့အတွေ့အကြုံရပါတော့သူတို့မလုံနိုင်ဘူးလားဆိုတော့ကျမတို့ထက်သူတို့မှပိုပြီးအင်အားများတဲ့အတွက်သူတို့မှလုံနိုင်တဲ့အတိုင်းအတာလေးရှိတယ်ဒါပေမဲ့ဒီငွေနဲ့ပတ်သက်တဲ့ခံဒီဖန်ငွေရှာတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်အမျိုးသမီးတွေကိုတော့လိုက်မမိပါဘူးလောက်ကြတဲ့နေရာနော်အဲ့တော့အမျိုးသမီးအနောက်ကနေပြီးဟိုမလိုက်ချင်ကြဘူးဆိုတဲ့ယောက်ျားတော်တော်များများနဲ့ကျမကြုံခဲ့ရမှုတယ်နောက်တစ်ခုကကျမတို့ ဒီတော်လိုင်းကာလမှာကျမပါဝင်ခဲ့ရတဲ့အတိုင်းအတာနဲ့ပြောရဲဆိုလို့ရှင်ပြောရမယ်ဆိုရင်ကျမတို့ဟာလာလက်မှတ်တွေရောင်းနေဆိုတော့ညဘက်တွေလည်းအမျိုးသားတွေနဲ့ရှင်းလွှဲပြီးသွားတယ်။ဘာလို့ဆိုအမျိုးသမီးကမပါဝင်လည်းမပါဝင်ကြဘူး။ပါဝင်ပြီဆိုလည်းကောင်းဆောင်နေအားနေပါဝင်ကြတာများတယ်။ဘေးရက်ကမှပြည်ပြည်သွားကြည့်လိုက်ဟာတော်လိုင်းရဲ့အတွက်ဟာငါလိုက်ပြီးမယ်ငါလိုက်လုပ်ပြီးမယ်ငါလူခံပြီးမယ်အဲ့အမျိုးသမီးတွေကတော်တော်တော်နဲ့ရှေ့ကနေပြီးတော့ဟာဟိုတဆိုင်တို့တဆိုင်ဝင်ငါလိုက်ဟဲ့လုံးထဲကြပါညာဆိုတော့အမျိုးသမီးတွေကလည်းအအမျိုးသမီးတွေကပဲအပေါင်းအရင်တန်တန်နဲ့စီယုံကြီးပြောတာအရင်ကောင်းတာ။ အမျိုးသားတွေကရှက်တယ်ဘယ်လိုပြောအာလာကြကြီးလာကြကြီးထွက်ကြကြီးဆိုတော့အမျိုးသားတွေကအသိမရှိဘူးတာပြေเนาะအဲ့တော့တွန်လိုင်းမှာအမျိုးသမီးတွေရဲ့ပါဝင်မှုကအရေးပါပါတယ်เนาะအမျိုးသမီးနောက်ကမလိုက်ချင်ဘူးမိမတွေဥဆောင်တာကိုမလိုချင်ဘူးဆိုလို့ရှိရင်တော့တတ်တတ်ဖွဲလို့ရပါရှင်เนาะဒါပေမဲ့အမျိုးသမီးတွေပါဝင်တဲ့အဖွဲ့တွေမှာပို့ပြီးတော့ဟိုမပါဝင်တဲ့အဖွဲ့လက်ပို့ပြီးတော့အောင်မြင်တယ်မယုံရင်ချင်လို့စောင့်ကြည့်လိုက်ချင်လို့လေ့လာကြည့်လိုက်ပွဲတစ်ပွဲပဲလို့လို့ဘာကိစ္စပဲလို့လို့အမျိုးသမီးတွေပါဝင်ဖို့အောင်မြင်တယ်เนาะဒါကြောင့်မလို့ ကျမတို့ကအခုဒီကကျမပြောချင်တာကပန်ဆယ်လို့ကာကွယ်ရမယ်အခုချိန်မှာသူစိတ်တက်ကြနေတယ်သူစိတ်တက်ကြတာဟာဒီသူကိုအတိပေးတာဖြစ်တယ်သူ့ကိုကာကွယ်ခိုင်းတာဖြစ်တယ်နော်ဒါက तू ကတော့အဲ့လိုမပြောဘူးရှင်တော့ तू စိတ်တက်ကြနေပါပြီဒီလောက်ထိတိုက်ခိုက်နေတာ तू စိတ်တက်ကြနေပါပြီဆိုတာသူ့ကိုကာကွယ်ဖို့လိုအပ်တယ်လို့ပြောတာပဲအဲ့တော့ကျမတို့အမျိုးသမီးတွေလည်းကာကွယ်ပါနော်ကာကွယ်ရမယ် तू နဲ့ပတ်သက်ဆက်နဆက်နွယ်ခဲ့တဲ့အခွင့်အရေးတွေအားလုံးမှာတောင်းချီးတယ်ကာကွယ်ရမယ်နော်ကျမတို့တော်လန်ရေးကမပြီးသေးဘူးကျမတို့တော်လန်ရေးကဆက်သွားရအောင်မယ်အင်းအားတွေအများကြီးလိုသေးတယ် เนาะဒါကြောင့်မို့လို့ကျမတို့သူ့ကိုကာကွယ်ဝင်းရံဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျမကပြောခြင်းဖြစ်ပါတယ်တန့်စင်နဲ့ရေဦးလမ်းပိုင်းကိုစစ်ကြောင်းထိုးလာသည့်စစ်အုပ်စုနဲ့တော်လိုင်းရဲတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်အုပ်စုအထိနာက ပြန်ဆုတ်သွား စကိုင်းတိုင်းတက်ဆယ်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်များအခုအောက်တိုဘာတရက်နေ့ကစတင်ပြီးထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်ကအထင်အကားပြန်ဆုတ်သွားတယ်လို့တက်ဆယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကမောင်းသတင်းဌာနကိုပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလတရက်နေ့မနက်ပိုင်းကစလို့ကမ်ဘူမြို့နယ်ကာဘိုးထိုင်စခန်းကနေထွက်လာတဲ့ခမရ361အခြေစိုက်စစ်ကော်မရှင်တပ်နဲ့ဝါတဝလက်အောက်ခံပြူစောထီတွေဟာတန့်စီရေဦးလမ်းပိုင်းတွင်းကကြေးရွာတွေစီနယ်မြေစိုးမိုးရေးအတွက်စစ်ကြောင်းတွေခွဲပြီးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ခမန်းအင်အား200ပါအကျန်းဖက်စစ်အုပ်စုတွေဟာ တန့်ဆယ်မြို့နယ်ရွှေသူကျေးနယ်ရေဦးမြို့နယ်အောင်သာရွာတို့ကနေတန့်ဆယ်မြို့နယ်တောင်ဘက်မှာရှိတဲ့တနယ်ကျေးရွာကိုစစ်ကြောင်းတွေပေါင်းပြီးဝင်ရောက်ခဲ့တယ်လို့လည်းသိရတာပါအဲ့ဒီနောက်ဒေသတွင်းတော်လန်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတနယ်ကျေးရွာကိုမိရှုဖျက်ဆီးခဲ့ပါတယ်ကနဦးသူတို့ကရွှေဘိုလေးကျင်းကြီးကနေကမ်ဘလူ6006ကိုရောက်တဲ့အဲ့ကနေမှဇီးကုန်းနဲ့ကာဘိုးထိုင်ကိုရောက်ပြီးကျွန်တော်တို့ဘက်ကိုထိုးတယ်ပေါ့ရေဦးဘက်ကနေလဲစစ်ကြောင်းထွက်တယ် အဲ့မှာတနေဘက်ကိုရောက်လာချိန်မှာဒေတာကာကွယ်တပ်ရင်းတပ်ဖွဲ့တွေပါကဖရီဝောက်ကော်ရီစုပေါင်းပြီးခုခံတိုက်ခိုက်ခဲ့ပါတယ်လို့အဆိုပါတန့်စင်တဲ့အခြေစိုက်တော်လန်ရေးတပ်ဖွဲ့ဝင်ကမောင်းကိုပြောပါတယ်။အကြမ်းဖက်စစ်အုပ်စုတွေဟာအော်တိုဘာလာတရက်နေ့မနက်ပိုင်းကစပြီးတန့်စင်မျိုးနဲ့ခပေါင်းကြိုင်ကြီးရွာအုပ်စုကတနေကြီးရွာကိုစိတ်ကြိုက်မိရှုဖြစ်စီခဲ့ရမှာနေအိမ်20နီးပါးအထိမိလောင်ဖြစ်စီခဲ့တယ်လို့အရက်သားပိုင်ဆန်တွေကလည်းရိတ်ခါအဖြစ် အတင်းအဓမ္မခိုးယူတည်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းတနေရွာနဲ့တမိုင်းကွာမှာရှိတဲ့ခပောင်းကြိုင်ကျေးရွာစာတင်ကျောင်းကိုစစ်အုပ်စုကချက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။